ားလုံးမင်္ဂလာပါဗျာကျွန်တော်မြန်မာဟတ်တော့သတင်းဌာနရဲ့နေ့စဉ်သတင်း30ချက်တွေကြည့်နေတာဖြစ်ပါတယ်ဒီနေ့က4ရက်4လ2025ဆိုတော့ဒီနေ့မှာကျွန်တော်တိတ်အများကြီးတော့မသုံးသက်ပါဘူးအဓိကအဖြစ်ကဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့ပြည်သက်တွေကကျွန်တော်ပြောင်းနေလို့ဟိုဘယ်ရောက်နေလဲဆိုပြီးတော့မင်းနေကြတွေများလို့နော်အဲ့ဒါကြောင့်လည်းနည်းနည်းလေးကျွန်တော်ထွက်ပြီးသုံးသက်တာပါအဓိကကျွန်တော်လည်းဒီဘက်မှာရက်ကူးတွေရယ်နောက်တစ်ခုကပြဿနာပါလဲဆိုတော့ ကျွန်တော်တို့လည်းငလင်လုံးတဲ့နေ့ကပြေးရတာပဲလေပြေးရတာပဲအဲ့တော့ပြေးတော့ကျွန်တော်တို့လည်းတချို့ပစ္စည်းတွေပါတွေပေါ့နော်ပစ္စည်းတွေပါတွေဟိုတွေ့ရကောက်ထည့်ပြီးတော့ပြေးရတာပေါ့နော်ပြေးရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကန်းလှော်သွားပဲကျွန်တော်တို့ဘာမှဟိုဘယ်လိုခေါ်မလဲကြီးကြီးမားမားမပြတ်စီဘူးကြီးမားမားမပြတ်စီဘူးအဲ့တော့ကျွန်တော်ကဒါအလုံးဟိုနေ့ဖြစ်လိမ့်မယ်ကျွန်တော်ကပထမဒီငလင်မလှုပ်ခင်ကကျွန်တော်ကဒီ ဒုက္ခတော်ဝင် D5 ပေါ့နော် D5 မှာနေတာ D5 မှာနေပြီးတော့အဲ့မှာကျွန်တော်ထမင်းစားကန်နေပေါ့ဗျာနေလေသာထမင်းစားကန်နေပဲရှိသေးတယ်ဟုံတိုင်းဆိုဖြစ်တော့အဲ့မှာတွေ့ရတယ်ကျွန်တော်ကောက်ဆွဲပြီးတော့ကျွန်တော်လည်းဆင်းပြေးရတာပဲဆင်းပြေးပြီးတော့အဲ့ဆင်းပြေးပြီးတဲ့ကအခုထိကိုကျွန်တော်လည်းအဲ့အခန်းကိုမပြန်တော့ဘူးမပြန်တော့မယ့်နဲ့ကျွန်တော်တို့ပစ္စည်းတွေယူပစ္စည်းတွေယူပြီးတော့အဲကျွန်တော်တို့တနေရာမှာနေတာပေါ့နော်တနေရာမှာနေတယ်တနေရာမှာနေပြီးတော့ အဲကျွန်တော်တို့အဲ့ငလင်နဲ့ပတ်သက်တာတွေကျွန်တော်တို့ဘယ်လိုခေါ်မလဲမှတ်တမ်းတွေရိုက်မယ်ဆိုပြီးတော့ကျွန်တော်ဒါ3ရက်လောက်ဦးနှင်းကိုသွားလိုက်တယ်မန္တလေးနဲ့စကိုင်းကိုသွားတယ်အခုနောက်မှပြန်ရောက်တယ်ဗျနော်ခုနောက်ပြန်ရောက်တယ်ဒါပြန်ရောက်ရောက်ချင်းဒါကျွန်တော်ပြောတာဗျနော်အဓိကအဖြစ်အဓိကအဖြစ်ပါလဲဆိုတော့တချို့တွေကတော်တော်များများကအဲကျွန်တော်ဟိုတခုခုပေါ့နော်ဖြစ်သွားလာသူတို့ဆိုရင်နေရာရှိတယ်ကျွန်တော်မဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဆိုတော့အဓိကအဖြစ်ပါလဲဆိုတော့ကျွန်တော်တို့က ဘယ်လိုခေါ်မလဲတဘာဝဘေးရန်နေရာတွေအတွက်ကိုကျွန်တော်တို့ကတစ်ခါကျရင်ကျွန်တော်ပစ္စည်းတွေကခင်ဗျားတို့သတိထားကြည့်ကျွန်တော်တို့ပစ္စည်းတွေကအကုန်လုံး move by အတွက်ပဲပြင်ဆင်ထားတာကျွန်တော်တို့ရှိမှရှိတဲ့ကင်မရာတွေနောက်ပြီးတော့ mic တွေနောက် studio သုံးတဲ့ပစ္စည်းတွေတော်တော်များများကတစ်ခုခုဖြစ်လာရင်ကျွန်တော်တနေရာတနေရာတစ်ခုခုဖြစ်လာလို့ရှိရင်ကျွန်တော်တို့ကအမြန်ရွှေ့လို့ရအောင်ဒါရင်နဲ့ပဲ compact ဖြစ်တဲ့ပစ္စည်းတွေနဲ့ကျွန်တော်တို့ကပြင်ဆင်ထားတာများတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရှိမှတိတ်ကြီးကြီးမားမားပြဿနာမရှိဘူးเนาะနောက်တစ်ခုကပါလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်က မြန်မာပြည်ရောက်တဲ့ကောရုံငန်း၄၅ခါရှိပြီကျွန်တော်ပြောင်းရတာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာအတေကြအတေကြထိုင်ဖို့ဆိုတာလဲကျွန်တော်ရှိမှာကအဲဘယ်လိုခေါ်မလဲသိပြီးတော့မဆန်းဆောင်နိုင်ဘူး။ဒါကြောင့်မလို့ကျွန်တော်ကရုံငန်းတနေရာနဲ့တနေရာပါဗျာ။အရင်တော့ဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီဒေါ်စုလက်ထက်ကဆိုလို့ရှိရင်အဲမိတ်ဆွေတွေနေရာတွေရဲ့နောက်ကျွန်တော်အမေအိမ်ရဲ့ကျွန်တော်အဲ့လိုမျိုးလှည့်ပြီးတော့နေတယ်။ နောက်ဒီဘက်မှာဟလာဒီ2021အရေးကင်းဖြစ်ပြီးနောက်ပိုင်းအားစပြီးတော့ကျွန်တော်မာသားအင်လည်းကျွန်တော်မပြန်တော့ဘူးမပြန်မင်းနဲ့ကျွန်တော်ပစ္စည်းတွေကိုကျွန်တော်အိုက်ကစပြီးတော့ကျွန်တော်ပစ္စည်းတွေဝယ်တဲ့အခါမှာတစ်က quality ကောင်းရမယ်နှစ်ကကြတော့ compact ဖြစ်ရမယ်တစ်ခုတည်းနဲ့တစ်ခုတည်းနဲ့ကျွန်တော်တို့ဘယ်လိုခေါ်မလဲလှုပ်ဆောင်ချက်အများကြီးလှုပ်ဆောင်နိုင်ရမယ်ပစ္စည်းတွေကျွန်တော်တို့အဲ့ဒါတွေကိုအဓိကသုံးတယ်သုံးပြီးတော့ဘာကြောင့်လဲဆိုတော့တနေရာနဲ့တနေရာရွှေ့ဖို့ဆိုတာကျွန်တော်ကအမြဲတမ်းပြင်ဆင်ထားရတယ်အခုတနေရာရောက်ပြီတနေရာရောက်ပြီဆိုတော့ねဒီနေရာမှာငါဘယ်လောက်ထိနေနိုင်မှာလဲ ဒီနေရာနေပြီးတော့လာကိုယ့်ကိုတစ်ချိန်ချင်းမှာပြန်ပြီးတော့ရွှေ့ခိုင်းမလို့ဘာကြောင့်လဲဆိုတော့လူတွေရဲ့စိတ်ကပြောလို့မရဘူးပြောလို့မရတဲ့အတွက်ကျွန်တော်တို့ကလည်းအမြဲတမ်းကျွန်တော်တို့ကပြင်ဆင်ထားတာပေါ့နော်ပြင်ဆင်တာအခုဒီဟာကတော့ဒါကတော့ဟိုဘလူးခေါ်မလဲတဘာဝဘေးရန်နေဖြစ်သွားတာပေါ့တဘာဝဘေးရန်ဖြစ်သွားတော့ကျွန်တော်တို့ဟာကျွန်တော်တို့ချက်ချင်းရွှေ့လိုက်တာပေါ့နော်ရွှေ့လိုက်တော့ကွန်ပတ်ဖြစ်တယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့ရှိမှပြဿနာမရှိမရှိတော့အခုဆိုခီးသွားတာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှိမှကျွန်တော်တို့ရှိတဲ့ပစ္စည်းတွေကသေးတယ်ဒါပေမဲ့ဆွမ်းဆောင်ရည်မြင့်တယ်အဲကျွန်တော်တို့ဒါမျိုးတွေကုန်နေဖြစ်တာပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်တော့ဒါပြောရရင်တော့ ကျွန်တော်ဒီမှာနေရာအစ်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီကျွန်တော်ရဲ့ mic ကို my stand နဲ့မလုပ်တော့ဘဲနဲ့လက်နဲ့ကင်ပြောနေတာပေါ့နော်လက်နဲ့ကင်ပြောအဲ့တော့ထားလိုက်တော့ဟိုဟာတွေကအဲဒီဒီငလီနဲ့ကိစ္စနဲ့ပတ်သက်လို့ကအားလုံးလည်းဒါသိပြီပြီထားရတော့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့အခု live ကြည့်တဲ့နေရာမှာတချို့နေရာတွေမှာပေါ့နော်ဒါကျွန်တော်တို့ကဟိုမြင်တာကိုပြောပြတာဘလို့မှ blame တာမဟုတ်ဘလို့မှအပြစ်ပြောတာမဟုတ်တချို့နေရာတွေမှာအဓိကအပြင်းလာကျွန်တော်တို့ဒီမန္တလေးလိုနေရာမျိုးမှာအမန္တလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကျုံးရှိမှာတဲတွေထိုးပေးတယ်တဲတွေထိုးပြီးတော့ဘယ်သူလာနေနေရတယ်ဆိုပြီးဒီလိုမျိုးလုပ်ပေးတာတွေရှိတယ် အဲ့တော့ဒါတွေကဘာလဲဆိုတော့လှုပ်ဆောင်ချက်ကကောင်းတယ်လှုပ်ဆောင်ချက်ကကောင်းပေမဲ့တချို့ဟာလေးတွေကကျွန်တော်တို့ဒီလိုလှုပ်လို့မရဘူးဗျဒီလိုလှုပ်ဆောင်ချက်ကကောင်းတယ်ဒါပေမဲ့လုံနီးလှုပ်ဟန်လေးနည်းနည်းလွဲတယ်လို့ကျွန်တော်တို့ပြောချင်တာအဓိကကတော့လုံညုံစိတ်ချတဲ့နေရာဖြစ်ရမယ်အဲ့တော့ထားပါတော့ဗျမန်လေးကျုံရှိမှာတိကလုံညုံရင်းမရှိဘူးဗျကြိုက်တဲ့လူလာနေသလိုရှိရင်အဲ့လူတွေကလာနေမယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့အိနာတို့ဟုတ်လားတန့်စင်ကန်းတို့ဘာလို့ဒါတွေလည်းလိုအပ်တယ်တဲလေးထိုးလိုက်တာနဲ့ကျွန်တော်တို့မပြီးဘူးတိကရေရှိရမယ်ရေအလွယ်တကူရနိုင်တဲ့နေရာဖြစ်ရမယ်လုံညုံ လုံုံကြီးဟာလာကိုယ့်ရဲ့ဒီဘာလို့လဲဆိုတော့ဒီလိုဒက်ဇစ်စတာကာလာကြီးမှာတစ်ကတခိုးတွေဓမြတွေရောက်လာနိုင်တယ်ပြောလို့မရဘူးအဲ့တစ်ကနိုင်ငံတော်အစိုးရအနေနဲ့လုံုံကြီးကိုတော့ယူပေးရမှာပဲဒီအတွက်ကိုတချို့ကြိုက်ချင်းမကြိုက်ချင်းဒါတွေကခေါင်းနဲ့ထည့်ရမလို့ကျွန်တော်ယူပေးရမယ်နောက်တစ်ခုကရေတို့မိန်လာတို့အတွက်ကိုစီတင်ပေးရမယ်နောက်တစ်ခုကဒီမှာပြဿနာဖြစ်နေတဲ့အတွက်ဒီနေရာကိုလာပြီးတော့နေတဲ့လူတွေရဲ့ဟာလား နေတဲ့လူတွေကိုကိုကစည်ရင်အတိအကျကောက်ရမယ်။ဘာကြောင့်ဖြစ်တာလဲ။ဘယ်နေရလဲဆိုတော့ဒါမျိုးတွေရှိရမယ်။ကျွန်တော်တို့ဒီလိုတဲထိုးပေးလိုက်တာကြီးကတော့မလုံလောက်ဘူးလို့ကျွန်တော်တို့ဒီလိုမျိုးသုံးသက်တယ်။နောက်တစ်ခုကပါလဲဆိုတော့အခုဒါကပွင့်လင်းပြောရရင်ငလျင်နဲ့ရေကြီးရနေရမတူ။ရေကြီးတာကလည်းရေကြီးတာနဲ့အလျောက်ဒုက္ခများတယ်လို့ငလျင်ကလည်းငလျင်နဲ့ဒုက္ခများတယ်။ဥပမာရေကြီးတာကကျွန်တော်တို့ကချက်ချင်းတချို့အိမ်တွေမှာဟာလာဒီရေကျသွားပြီးနုံးနေကျသွားပြီးဆိုကျွန်တော်တို့သွားနေလိုက်လို့ရတယ်။ ငလင်ကြတော့အဲ့လိုမဟုတ်ကိုယ်တိုင်လည်းခံစားခဲ့ရတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ငလင်မှာငလင်ဆိုက်ကောလိုဂျီရှိတယ်ဟဲ့လားငလင်ဆိုက်ကောဆိုတာပြောရရင်ကျွန်တော်တို့ကတနေရာမှာလှုပ်လို့ဝုန်းဝုန်းလို့ကြားရတာနဲ့ငလင်မှာလှုပ်ပြီလားဆိုတော့ပြေးကျင်တဲ့စိတ်ကပေါက်နေကိုချီတော်တော်ကိုမယုံတော့ဘူးဆိုတဲ့သဘောပေါ့နော်အဲ့တော့ကျွန်တော်တို့ကငလင်နဲ့ပတ်သက်ပြီးတော့တချို့ကိစ္စတွေဟဲ့လားစီဇင်နာတို့ဘာလို့ကြားရင်အဓိကကတော့ဟိုဟိုဘလူးခေါ်မလဲတိတိကျကျစီဇင်သင့်တယ်ဥပမာပြင်ကျွန်တော်တို့ဟဲ့လားဒီမန္တလေးတို့စကိုင်းတို့မှာဆိုရင်ကျွန်တော်တို့လည်းတွေ့ကြတာပဲအဓိကကပါလဲဆိုလာလှူကြတယ်လှူတာကောင်းတယ် လူတော်ကောင်းတယ်သူ့ပင်မဲ့တချို့ဟာတွေကစီးလို့ပေါင်လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြောချင်တာပါလို့ကိုတရက်ကွက်ချင်းစီမှာအလူခံလက်ခံတဲ့ဌာနထားထားပြီးတော့တကယ်ဒုက္ခရောက်တဲ့လူတွေကိုရဲ့လက်ထဲကိုရောက်အောင်လှုပ်ပေးသင့်တယ်နော်ဟိုပတ်စံရှိတဲ့လူကရှိသလိုလာလူကပြီးလို့ရှိရင်တို့အတန်တွေထွက်လာခမောက်တွေ့တဲ့အချိန်မှာဒီလူတွေကတကယ်ဒုက္ခရောက်တဲ့လူတွေမဟုတ်ပါဘူးလို့ပြောလို့ဆိုအတန်ထွက်လာတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးဟလာဒီလိုဟိုဘယ်လိုခေါ်မလဲတဘာဝဘေးရန်နေဖြစ်သွားတဲ့အချိန်မျိုးမှာ တစ်ကကျွန်တော်တို့ရှိမှာကပါလဲဆိုတော့အုပ်ချုပ်မှုရှိရပါမယ်အုပ်ချုပ်မှုမရှိလို့တော့မရအောင်အဲ့တော့ကျွန်တော်တို့ကပါလဲဆိုတော့တက်ဆိုင်ရာရက်ွက်အလိုက်ပေါ့နော်တက်ဆိုင်ရာရက်ွက်အလိုက်ကျွန်တော်တို့တရားတွေကိုလာလှူလို့ရှိရင်ရက်ကွက်မှာရှိတယ်ဟလားကော်မတီဖွဲ့လိုက်တကယ်ကျွန်တော်ကပြောတာဒီဒီရဝတ္တလူကြီးတွေပါမယ်လို့ပြောတာမဟုတ်ဘူးအဲ့မျိုးအဲ့ရက်ကွက်ကြီးရွာမှာရှိတဲ့လူတွေကော်မတီဖွဲ့လိုက်ပြီးရင်အဲ့ကော်မတီကိုလာလှူအဲ့ကော်မတီကလည်းတေချာစင်းမှတ်တာကျွန်တော်တို့ဟလားဒီဒေတာမှာဘယ်လောက်ဘယ်နှယောက်ဘယ်နှယောက်ဘယ်နှယောက်ဘာဖြစ်ပါလဲဆိုတာမျိုးသူတို့ကတစ်ဆင့်ပြန်လှူစီးစနစ်ကတော့ရှိရမယ် တချို့နေရာတွေမှာကျွန်တော်တို့စီးစနစ်ရှိတာမတွေ့ရဘူးဒါတော်တော်လေးစိုးရင်စရာကောင်းတယ်နောက်တစ်ခုကပြဿနာပါလဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဒီ rescue rescue team တွေပေါ့နော်ဒီကယ်ဆယ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကကျွန်တော်တို့ပွင့်လင်းပြောရလို့ရှိရင်တိတ်ပြီးတော့ဒီငလင်းဘေးဒဏ်နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံမရှိတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ဟိုဒီအရီကဟိုဘယ်လိုခေါ်မလဲဟိုတိတ်ပြီးတော့ဘယ်လိုခေါ်မလဲသတိထားပြီးတော့လှုပ်ဆောင်မှုလို့လို့နိုင်ငံတကာ team တွေနဲ့ကိုက ပူးတွဲလှုပ်ဆောင်မှုလိုအပ်တယ်လို့ကျွန်တော်တို့ဒါတွေကိုမြင်တယ်ဒါတွေကိုမြင်တယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့ data ဆိုင်ရာတွေမှာဥပမာဗာဖြစ်လဲဆိုတော့ကျွန်တော်တို့ national morning day ပေါ့နော်အမျိုးသားကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲ one day နေ့ပေါ့နော်ဒီလိုမျိုးသတ်မှတ်ထားတယ်ဒါမဲ့တချို့ data တွေမှာじゃပြဿနာဗာဖြစ်လဲဆိုတော့တချို့ကဒီငလင်မလှုပ်ခင်တည်းကတချို့ကရှင်ပြူဖို့တို့ဗာတို့သူတို့ပြင်ဆင်ထားတာတွေရှိတယ်ငလင်လှုပ်လိုက်တဲ့အခါကျတော့သူတို့နေရာမှာမဖြစ်ဘူးရှင်ပြူမန်နက်တွေပါရှိတယ်ဒါမဲ့သူတို့နေရာမှာမဖြစ်ဘူးမဖြစ်ပေမဲ့ဗာဖြစ်လဲဆိုတော့အဲ့ data ဆိုင်ရာအုပ်ချုပ်ရေးမှုတွေ အဓိကအဖြစ်ဒီကြေးရွာတို့ဘာလို့မှရှိတဲ့အုပ်ချုပ်မိတာမရဘူးဒါဒါအမျိုးသားဟလာဒီဒီနိုင်ငံတော်ဝန်ထဲချင်းနေအထိမ်းမဲ့ကြီးညာထားတာအဲ့အလှူတွေမလုပ်ရဘူးအဲ့အလှူတွေဖြတ်ပြစ်ဟလာစသည်အဖြစ်နောက်တစ်ခုကဘာအိုးအိုးဒီပုံပေါ်မထည့်ရဘူးဆိုဒါမျိုးပြောတယ်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ဒါတွေကကိုဒေတာမှာကိုကိုရက်ွက်နဲ့ကိုဒေတာကိုကြေးရွာနဲ့တင့်တင့်မြောက်မြတ်တော့အောင်လှုပ်တင်နေဟဲ့လားအများကြီးကြ DJ DJ ရဒီရက်ကွက်မှာအများကြီးလူတွေတွေသွားရဆိုတော့ပုံစံတစ်မျိုးပေါ့ဗျပုံစံတစ်မျိုးပေါ့ဒါပေမဲ့ကို့ဒီဒေတာမှာ လူသေးပြောက်မှုလည်းမရှိဘူးဟာလာဘာမှလည်းပြင်းထန်ထန်ခံစားလိုက်ရတာမဟုတ်ဘူးဒါပေမဲ့နိုင်ငံတော်ကထုတ်တဲ့ဥပဒေပါဆိုပြီးတော့အလူတွေကိုတားဆီးတာတို့ဟာလာစသည်အရဒါမျိုးတွေလည်းကျွန်တော်တို့ကြားသိရတယ်ကြုံတွေ့ရတယ်အဲ့တော့ကျွန်တော်တို့မှာဟာလာအခုလက်ရှိအနေအထားမှာကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကအတိတ်ကလူဒန်းနာရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီဟိုပရဟိတကူညီတာရဲ့အတွက်ကပြောစရာမလိုလူတွေကတခုခုဖြစ်တာနဲ့လူမဲ့လူတွေကတန်းစီပြီးရှိတယ် လူမဲ့လူတွေကတော်တော်များများဟိုဘလို့ကုညီမဲ့လူတွေကတန်းစီပြီးရှိတယ်။လူမဲ့လူနဲ့ကုညီမဲ့လူကကျွန်တော်တို့မြန်မာနိုင်ငံမှာလိုက်ရှာနေကြရမလို့ဒါတိတ်ချစ်ဖို့ကောင်းတယ်။တိုးပေမဲ့ကျွန်တော်တို့ကစနစ်တကျအလုံးရင်ပိုကောင်းတယ်လို့ကျွန်တော်တို့ဒီလိုအကြံပြုနေတယ်။ကျွန်တော်တို့ဒါတွေလည်းကျွန်တော်တို့တွေ့လာခဲ့ရတယ်။အဓိကကျွန်တော်တို့ကစနစ်တကျလုပ်ဖို့လိုတယ်။ဟာလာဘဲအုပ်စုအဖွဲ့အစည်းမှမဆို team leader တယောက်ရှိဖို့လိုတယ်။ဒီ team leader ကလည်းအတွေ့အကြုံရှိရလို့ဖြစ်ရမယ်။ ပြီးလို့ရှိရင်သူ့ရဲ့ဟလာဒီပြောဆိုချက်တွေကိုကျွန်တော်တို့နားထောင်ရမယ်နောက်ပြဿနာကတော့ကျွန်တော်တို့တွေ့ရတာအဓိကအဖြစ်ပါလဲဆိုတော့ကျွန်တော်တို့ online နေပေါ့အဓိကပါလဲအဲကောလာဟာလာတွေကောလာဟာလာတွေအများများတယ်နောက်တစ်ခုကဒီလိုအချိန်မျိုးမှာကျွန်တော်တို့ကပါလဲဆိုတော့အဲ online ပေါ့နော်ဘလို့ခေါ်မလဲတောကြောင်တွေအများများတယ်ဒါတွေကိုသတိထားရမယ်အဲ့တော့ကျွန်တော်တို့ကတစ်ကပါလဲဆိုတော့နိုင်ငံတော်ရဲ့အစိုးရရဲ့အုပ်ချုပ်မှုရှိနေတယ်အဲ့တော့အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့ကဒီကုညီကယ်ဆယ်ရေးတွေကိုတွားဖို့တွားရမယ်အုပ်ချုပ်မှုပြတ်ပြားသွားတာမဟုတ်ဘူးဒါတွေကိုလည်းသိဖို့လိုတယ် ဲ့တော့ကျွန်တော်တို့ကဟာလာကျွန်တော်တို့ရှိမှအခုနိုင်ငံတကာကလာတဲ့ချို့ပစ္စည်းတွေချို့မကင်တတ်ဘူးမကင်တတ်လို့ရှိရင်ကင်တတ်တဲ့လူကိုလီဒါတင်ပြီးတော့ဥမာထားပါတော့တန့်နေထိုးထိုးတာတွေကအဆပေါ့ဗျာနော်ဒါဒါတွေကအဆတချို့ဟာလာအသင့်စားပစ္စည်းတွေဘယ်လိုစားမှမသိတာအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့က DR တွေနဲ့ပတ်သက်ပြီးတော့တစ်ကပါလဲဆိုတော့ဟိုဘလူးခေါ်မလဲတေချာစီဝေးတိုင်ပြီးတော့ဟာလာဘလူးကတော့ဒီနာမလီဒါလောက်ပါမှမကန်လောက်ပေးပါအဲဒါမျိုးလေးတွေပေါ့နော်အဲ့တော့အုတ်ချုံမှုကရှိရမယ်တစ်ကပါလဲဆိုတော့လီဒါရှိရမယ် နောက်တစ်ခုကပါလဲဆိုတော့တကယ်ဒုက္ခရောက်တဲ့လူတွေလက်ထဲကိုရောက်ဖို့လိုတယ်ရောက်ဖို့လိုတယ်နောက်တစ်ခုကပါလဲဆိုတော့ဟိုတချို့တွေလည်းဗျာဒုက္ခရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေလာပြီးတော့အစားအသောက်ပေးရဆိုတန်းစီကြတယ်ယူပါသည်ကျွန်တော်ဒါတော့မပြောသေးခြင်းဟုတ်လားသူတို့လည်းသူတို့ရဲ့ဟလာဘယ်လိုခေါ်မလဲဒုက္ခသူတို့ရဲ့အဘလို့ခေါ်မလဲဟိုတခုခုကြောက်မို့ဗျာသူတို့လာပြီးတန်းစီကြတာမရှက်မကြောက်လာတန်းစီကြတာယူကြပါသည်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာငလင်လှုပ်မှမဟုတ်ငလင်မလှုပ်သေးကွာစားဝတ်နေရေးအတွက်ဒုက္ခရောက်နေတဲ့လူတွေရှိကြတာပဲเนาะရှိကြတာအဲ့တော့ လူတဲ့လူကလူနေတဲ့အတွက်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဓိက TikTok တွေမှာတွေ့တယ်ဟာဟိုမှာတွေ့လားဒီလူတွေကတော့ဘာမှဒုက္ခရောက်တာမဟုတ်ဘူးမိုးလင်းတာနဲ့အထုပ်ကြီးတွေနဲ့ထွက်လာပြီးလူတဲ့ဟာတွေအကုန်လိုက်ယူတယ်ဆိုတော့ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ယူပါစေယူပါဆိုတော့အဓိကကဘာလဲဆိုတော့ဟိုသူတို့အနေနဲ့လည်းတခုခုသူတို့ရှိမှပြဿနာရှိလို့လို့ကျွန်တော်ဒီလိုသုံးသပ်တယ်နော်သူတို့သုံးသပ်တယ်ဒါကြောင့်လို့ကျွန်တော်တို့အဓိကအဖြစ်တော့ဒီဟာကအလုံးဝိုင်းပြီးဆောင်ရွက်ကြရမယ်ဟာဖြစ်တယ်နောက်တစ်ခုက ဒါနဲ့ပတ်သက်ပြီးတော့ဟိုသတင်းတွေလည်းစောင့်ကြည့်ဖို့လိုအပ်တာပေါ့နော်စောင့်ကြည့်ဖို့လိုအပ်တယ်။လက်ရှိနေသားမှာတော့ကျွန်တော်ဒီလောက်ပဲသုံးသပ်မယ်။နောက်နေ့တွေကြာမှအဓိကပြင်ကျွန်တော်တနင်္လာနေ့မှာကျွန်တော်တို့သုံးသပ်မယ်ဗျာ။တေချာလေးပေါ့နော်နိုင်ငံတကာသတင်းတွေရောပါရောကျွန်တော်တို့လည်းပြန်ပြီးတော့ set up ပြန်လုပ်နေရတယ်။ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကရုံးငန်းပြောင်းတာမှ45ရက်ပဲရှိသေးတယ်။45ရက်ရှိပြီးတော့အခုတနောက်တစ်ခါထပ်ပြောင်းရတယ်။ဆိုတော့ဒါမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိမှလည်းအဲဟိုမပြည့်စည်ဘူးဆိုပေမဲ့တချို့ပစ္စည်းတွေ အနေထားတိကျချတာတဲ့ပစ္စည်းတွေကိုနေရာပြန်ချဖို့ဆိုတော့အခုကျွန်တော်ကပြောရရင်ဒါနေရာသစ်မှာနေရာသစ်ဆိုတာပြောရရင်သူများနေရာမှာရောက်နေတာသူများနေရာဆိုတာဒါပြောရရင်သူများအိမ်မှာရောက်နေတာသူများအိမ်မှာရောက်နေတယ်ကျွန်တော်တို့ကအဲ့ဒါတွေကိုအထိုင်တိကျချဖို့ဆိုတာမလွယ်ဘူးနော်ကျွန်တော်တို့လည်းနှစ်ရက်လောက်ကျွန်တော်တို့လည်းရေမတော့ဘာညာကျွန်တော်တို့ဖြစ်သွားတယ်ကျွန်တော်မျက်နှာကြည့်အဓိကနောက်တစ်ခုကပါလဲကျွန်တော်ဥစကိုင်းတို့မန်လို့ပဲသွားတယ်တော့တော်တော်နေပူတယ်လေတိုက်တယ်ဆိုတော့အသားမဲတိုင်းပဲတော့ဒါတွေ့ရထားလိုက်ပါနော်အဲ့တော့ကျွန်တော်ဒီနေ့ကိုကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်ရင်နာမယ်အဓိကကတော့ကျွန်တော်တို့က စနစ်တကျနဲ့ဟလာဒီအုပ်ချုပ်မှုတစ်ခု အောက်မှာအဲဟိုလုပ်ဖို့လိုတယ်အားလုံးကစေတနာရှင်တွေစေတနာရှိတာလုပ်နေကြတယ်ကျွန်တော်တို့ကောင်းတယ်အခုတန့်နေထိုးတာတော့အဓိကအဖြစ်ကျွန်တော်တို့အစိုးရရဲ့ရန်နေရာအောက်မှာရှိတဲ့ဥပမာဘလုံးကွင်းလိုဟာမျိုးတွေစသည်အဖြစ်မနော်ဘလုံးကွင်းလိုဟာမျိုးတွေစဒီလိုနေရာတွေမှာထိုးတာပိုကောင်းတယ်အဲ့လိုထိုးတဲ့အခါမှာခုနပြောရရေတို့မိန်လာတို့အတွက်စနစ်တကျစီစဉ်ပေးဖို့လိုလိမ့်မယ်လို့နော်ကျွန်တော်တို့ဓာတ်တွေတွေ့ခဲ့တာကိုကျွန်တော်တို့ဓာတ်တွေပြောတာပါဆရာကြီးလောက်တာမဟုတ်ပါဘူးအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့၄ရက်၄လ 2025ဖြစ်ပါတယ်